တမရဒေါ်နယ်ထရမ့်ကစီးရီးယားတမရအခမက်အယ်ရှာရာကိုမနေ့နိုဝင်ဘာလ10ရက်နေ့ကအင်ပြီတော်မှာလက်ခံတွေ့ဆုံခဲ့ပါတယ်။ He's a very strong leader. He comes from a very tough place and he's tough guy. Uh I liked him. I get along with him. 1946ခုနှစ်မှာစီးရီးယားနိုင်ငံလွတ်လပ်ရေးရခဲ့က စီးရီးယားသမ္မတတဦးအနေနဲ့အမေရိကန်သမ္မတအင်ဗျူတော်ကိုပထမဆုံးအကြိမ်လာရောက်တာလည်းဖြစ်ပါတယ်။စီးရီးယားနိုင်ငံကိုကာလရှိကြအုပ်ချုပ်ခဲ့တဲ့အာနာရှင်ဘာရှားအယ်အဆတ်ကိုလက်ရှိသမ္မတအခမက်အယ်ရှာရာဦးဆောင်တဲ့ညွန်ပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်ဒီဇင်ဘာလမှာဖြုတ်ချပြီးခဲ့တဲ့နောက်အမေရိကန်အစိုးရရဲ့ policy တွေဟာလည်းပြောင်းလာခဲ့ပါတယ်။အင်ဗျူတော်မှာခေါင်းဆောင်တဦးတွေ့ဆုံပြီးတဲ့နောက်စီးရီးယားအမေရိကန်ဆက်ဆံရေးအတွက်တမိုင်းဆာမျက်နှာတစ်ခုဖွင့်လှစ်ပြီးဖြစ်ကြောင်းပြောကြားခဲ့ပြီး IS အစ္စလာမစ်စစ်သွေးကြောအဖွဲ့ကိုတိုက်ခတ်နေတဲ့နိုင်ငံတကာညွန်မောင်းအဖွဲ့မှစီးရီးယားလဲပါဝင်မှဖြစ်ကြောင်းပြောပါတယ်။စီးရီးယားအာဏာရှင်ဘာရှားအယ်အယ်ဆတ်ကိုမဖြုတ်ချခင်အထိအာခမက်အယ်ဆရာကိုအကြမ်းဖက်သမားအဖြစ်အမေရိကန်ကတတ်မှတ်ပြီးသူ့ကိုဖမ်းမိရေးအတွက်စုငွေဒေါ်လာ၁၀တန်းထုတ်ထားပါတယ်။အမေရိကန်ကအရင်စီးရီးယားအစိုးရလက်ထက်မှချမှတ်ခဲ့တဲ့စီဇာဒဏ်ခတ်ပိတ်ဆို့မှုဥပဒေကိုလည်းနောက်ထပ်ရပ်ပေါင်း၁၈၀ဆိုင်းငံ့ထားမယ်လို့အမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကကြေညာထားပါတယ်။ တမရထရမ်နဲ့ဆီးရီးယားတမရအခမက်အယ်ရှာရာရူဟာ အခုနှစ်မေလာတုန်းကဆော်ဒီအာရေဗျနိုင်ငံရိယတ်မြို့မှာတကြိမ်တွေ့ဆုံခဲ့ကြပူပါရခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ